အားလုံးပဲမင်္ဂလာပါကျွန်တော်လောဘိုင်းကမန်ချက်များ YouTube channel ရနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အဲဒီတဲ့ဒီဗီဒီယိုလေးကတော့ဒါကျွန်တော်ပွဲစဉ်နောက်ထပ်အကြိုက်ပွဲရှိလို့ဒါထပ်ပြီးတော့ live မျှဝေပေးရပါဘောနော်အဲကျွန်တော်ပထမပွဲစဉ်ကတော့ကျွန်တော်အရှိမတင်ပေးထားပြီးပြီဒါဒီဒီဒုတိယဗီဒီယိုထဲမှာတော့ကျွန်တော်နောက်ထပ်တပွဲပေါ့အဲနောက်ထပ်တပွဲကိုကျွန်တော်အကြိုက်တွေ့လို့ဒါရောက်ပြီးတော့မျှဝေပေးရရင်ဖြစ်ပါတယ်အာဒီပွဲစဉ်ကဘယ်ပွဲစဉ်လဲဆိုတော့ကျွန်တော်တို့ဂျာမန်ပိုကယ်ဖလားကဂျူနီယာဘာလင်နဲ့ ဘိုင်ယန်မြူနစ်တင်ရပွဲစဉ်ဖြစ်တယ်။အာဒီပွဲစဉ်အကြောင်းလေးကျွန်တော်ပြောပြခဲ့မှာဒါပုံမှန်တိုင်းပေါ့နော်။ဒါကျွန်တော်ရဲ့ဒီပွဲကျခမန်းချက်တွေဒါနေ့စဉ်သုံးသက်ချက်တွေပွဲကောင်းရွေးချယ်မှုတွေကိုဒါစိတ်ဝင်စားလို့အများအားကြည့်ရှုအားပေးခြင်းနဲ့မိတ်ဆွေညီကိုများအနေနဲ့ဒါကျွန်တော်ရဲ့လော့ပိုင်းခမန်းချက်များ YouTube Channel ကိုဒါ Subscribe ထားပြီးလို့ရပါတယ်။နောက်ပြီးတော့ Facebook သုံးတဲ့မိတ်ဆွေများကတော့ဒါကျွန်တော်ရဲ့လော့ပိုင်းခမန်းချက်များ Facebook Page ကို Like and Follow ထားပြီးလို့ရပါတယ်။အဲ့တော့ဒီလိုလေးမှာဒါကျွန်တော်ကဒီ Bayern Munich တင်းတဲ့ အာယူနိုက်တက်ရဲ့ဘွဲ့စင်မှာဒီဘွဲ့စင်မှာတက်ရှိပေးထားတဲ့ဂျီကဘိုင်ယန်ကနေပြီးတော့အဝေးဝေးကနေပြီးတော့ 2D ပေးထားတယ်ကိုပေါင်းဂျီက 3D ပါဘောနော်အဲ့ဒီတင်းကပြီးခဲ့တဲ့တပတ်ကျော်ကပဲကန်ထားသေးရေဘောနော်ဒါယူနိုက်ဘိုင်ယန်တက်ရဲ့ကွဲမှာ2-2တည်ကြထားတယ်ဘောနော်အဲ့တော့မှပေးခဲ့တဲ့ဂျီကလည်း 2D ပဲဒါပေမဲ့ကိုပေါင်းဂျီအဲ့တော့ကတော့တော်လုံးအရှုံးပေးခဲ့တယ်ဘောနော်ဒီနေ့မှာကိုပေါင်းဂျီကအတော်လေးကြာသွားတာတွေ့ရတယ်အဲ့ပထမပုံစံရတယ်ဒါဂျူနီယာဘာလင်ကနှစ်ဂိုးတိတိဥဆောင်ပြီးတော့မှဘိုင်ယန်တဲကနောက်လက်ကစားပြီးတည်ကြခဲ့တာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကဒါဘိုင်ယန်တဲအနေနဲ့ တော့ကဒီရှေ့ပွဲစဉ်ကဟာကိုတင်ကနာယူပြီးတော့ခန်းစစ်ပိုင်းကိုအကောင်းဆုံးပြင်ဆင်ပြီးကစားမယ်လို့ကျွန်တော်ကယူဆတယ်။အဲဒါမှမဟုတ်ဂူပေါင်းကြီးက 3D ဆိုပြီးတော့ဒါပြားတရားကြီးကွာရတယ်ပေါ့နော်။အဲဒီနေ့ကလည်းတင်ရအောင်ငွေလေးကအင်ဝင်းဆိုရင်ဒါခန်းစစ်ပိုင်းအသာပြူးကစားရတဲ့အသင်းပေါ့နော်။အဲဒီနေ့ထားမှာ အာဂိုဘောင်ကြီးကအတော်လေးကြာသွားတယ်။ညတင်တော်ရဲ့ဇရာလက်ခံရလဲအရှင်သင်းရဲ့ဂိုဘောင်အရှင်သင်းရဲ့ကစားဝင်ရလဲဂိုဘောင်အောက်ကိုသွားဖို့များတယ်။နောက်ဘိုင်ယန်သင်းကလည်းပထမကြောက်ရတော့လိုမျိုးအာညဘိုင်ယန်ရဲ့တွင်ကိုတွေကိုခွင့်မပြုအောင်လို့ခန်းစစ်ပိုင်းကိုအသာပေးပြီးကစားလိုက်မလို့ကျွန်တော်ကယုံကြည်တယ်။နောက်တစ်ချက်ကဘိုင်ယန်သင်းကဒီဂျာမန်ဘွန်ဒီကာမှာရမတ်အတော်လေးဖျက်ထားတယ်ပေါ့နော်။အဲတော့သူတို့ရဲ့ဒီဖလားပွဲစဉ်ကိုအာရုံစိုက်ပြီးကစားမယ်လို့ကျွန်တော်ကထင်တယ်။ဒါကြောင့်မို့ဒီကမှာဘိုင်ယန်သင်းတွေရဲ့ ရလကောင်မှုအတွက်အထူးကျူးစာအထောက်ပြုကစားမယ်အနေထားမှာကျွန်တော်ဒီပွဲစဉ်ကတော့ဂျူနီယာဘိုင်ယန်သင်းရဲ့ twin ကိုတွေကိုမြင်ရမယ်လို့ကျွန်တော်ကမထင်ဘူးအထူးကပြောချင်တာကဒီပွဲစဉ်မှာဂိုဘောင်ဂျီ 3D မှာနှစ်သင်းပေါင်း3ငိုးရအောင်မသွားဘူးကျွန်တော်ကတော့ယုံကြည်တယ်အဲဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်အတော်လေးကြိုက်လို့လာရောက်ပြီးတော့ဒုတိယ တပုတ်နေထပ်မှန်ပြီးတော့မျှဝေပေးရဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်က junior ball နဲ့ပိုင်ရန်သင်းပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းကြိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်နဲ့အကြိုက်တူတဲ့ mixed ညီကူများရှိရရင် live ကစားလို့ရအောင်လို့ကျွန်တော်ကလာပြီးတော့မျှဝေပေးရရင်ဖြစ်ပါတယ်အားလုံးပဲဒီညမှာလည်းဒါကျွန်တော်ရွေးချယ်မှုတွေက mixed ညီကူများအတွက်ဆက်လက်ပြီးတော့အကျိုးပြုနိုင်ပါစေလို့ကျွန်တော်ကမျှော်လင့်ပါတယ်ကျွန်တော် mixed ညီကူများအားလုံးလည်းဒီညမှာလည်းဆက်လက်ပြီးတော့ကံကောင်းကြပါစေအစီအမေကြပါစေလို့ကျွန်တော်ကဆုတောင်းပေးခဲ့ပါတယ်